ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှတော့တာခွေရိုက်လေးအရန်စားချင်းလာတာနဲ့အိမ်မမြမြဆဆန်လေးပဲလောလောကူကူလေးလှုပ်ရှားဖြစ်ပါရဲ့ရှင်ဖြိုအားတခါတည်းလုံနီလေးကိုညှဝေပေးထားပါရယ်နော်ဒီနေ့လေးကတော့ကောက်ညင်ဆန်လက်ရည်စင်စရာမလိုတဲ့ထမင်းပေါအောင်လေးနဲ့ပဲအလွယ်လုံးတဲ့နီလေးပဲဖြစ်ပါတယ်ကဲဒါဆိုလုံနီလေးကိုသိရအောင်ဖြည့်ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးကြပါဦးရှင် ပထမဆုံးဖြိုးကသမင်းတံမဲ့အိုးထဲကိုဒီကောက်ညင်ဆန်မဲကိုနှုတ်စီပူးနဲ့တပူးစာလောက်ကိုထည့်ပစ်လိုက်ပါတယ်။ပြီးတော့ရိုးရိုးကောက်ညင်ဆန်ကိုကြတော့နှုတ်စီပူးရဲ့တဝက်စာလောက်ကိုထည့်ပစ်လိုက်ပါတယ်ရှင်။ပြီးရတဲ့ဖြိုးကသူ့ကိုနှစ်ရည်သုံးရည်လောက်ဆေးချထားပစ်လိုက်ပါတယ်။ဒီနေရာမှာကိုကအချိန်ရှိတယ်ဆိုလို့ရှိရင်တော့နှစ်နာရီသုံးနာရီလောက်ရေစိမ်ပြီးမှတည်ပေးမယ်ဆိုလည်းရတယ်ပေါ့နော်။ဖြိုးကတော့အခုစားချင်တာဖြစ်တဲ့အတွက်ဒီလွယ်တဲ့နေလေးနဲ့ပဲလှုပ်စားလိုက်တယ်ပေါ့နော်။ဒီနေလေးကလည်းမစိုးပါဘူးရှင်။အရင်စားကောင်းပါတယ်နော်။ ကဲကောင်းကျင်းဆန်းကိုရေးဆေးပြရတဲ့ဖြိုးကသူ့ရဲကိုတကြားအနီကိုထည့်ပေးလိုက်ပါတယ်။တကြားအနီကိုတော့ဖြိုးကထမင်းစားဆုံးနဲ့လေဆုံးစားလောက်ကိုထည့်ပေးလိုက်ပါတယ်။ဒီနေရာမှာအချိုကျရင်တကြားကိုပိုထည့်ပေးနိုင်ပါတယ်ရှင်။ပြီးတော့စားလေးနှင်းငယ်ကိုထည့်ပေးရတဲ့ဖြိုးကရေကိုနှုတ်စီဘူးနဲ့သုံးဘူးစားကိုထည့်ပေးလိုက်ပါတယ်။ဒီမှာဆိုလို့ရှိရင်တော့ကောင်းကျင်းဆန်းတစ်စားရေနှစ်စားပေါ့နော်။ကောင်းကျင်းဆန်းကဖြိုးသုံးထားတာနှုတ်စီဘူးနဲ့တဘူးနဲ့တဝက်ဖြစ်တဲ့အတွက်ရေကိုကျတော့နှုတ်စီဘူးနဲ့သုံးဘူးထည့်ထားတာဖြစ်ပါတယ်ရှင်။ပြီးရင်တော့အာ ုံးကိုတမတော်အောင်ငွေသွားပေးလိုက်ပါမယ်ဖြစ်ရတော့နောက်ပိုင်မှုတွေပါရစားချစ်လိုက်ရင်ကို့အိမ်မှာပဲလွယ်လွယ်ကူကူလေးလှစားဖြစ်ပါတယ်ကို့အိမ်မှာလှစားရင်တော့အဝလည်းစားရတယ်ပြီးတော့သက်သက်နဲ့လည်းစားရတာပေါ့နော်ပြီးရနေသူ့တွေကိုဖြိုးသွားစုံမရွက်လေးနဲ့ငယ်ကိုထည့်ပြီးတော့ပုံမှန်ထမင်းတဲနဲ့ကြတိုက်ပဲခလုတ်လေးနှိပ်ပြီးတော့တဲထားပေးလိုက်ပါတယ်ရှင်ဒီခလုတ်လေးတက်လာတဲ့အထိပေါ့နော် ဒါကတော့ခလုတ်တက်လာလို့ရလာတဲ့နေသားလေးပဲဖြစ်ပါတယ်။ဒီနေ့ဟာဆိုလို့ရှိရင်ကောက်ညင်ဆန်ကတော့ကြက်နေပြီပေါ့နော်။ဒါပေမဲ့လုံးဝနူးတဲ့နေသားတော့မရောက်သေးတာဖြစ်တဲ့အတွက်ဖြိုးကခလုတ်ကိုနောက်တစ်ခေါက်နှိပ်ချပြီးတော့အဖုံးလေးအုပ်ပြီးတော့7မိနစ်15မိနစ်လောက်တည်ထားပေးလိုက်ပါတယ်။ က်ဒီကောက်ညင်ဆန်လေးကိုတန်ထားရင်းနဲ့ဖြူတို့ဒီတာခွေရဲနဲ့တွဲစားမယ်အုံနုလာချုပ်ပေးလိုက်ပါမယ်ရှင်အုံနုချုပ်ပေးရင်တွဲဖြူဟာအိုးရဲကိုတခြားထမင်းစားဆုံးနဲ့သုံးဆုံးစားလောင်းနဲ့စားလေးနှဲငယ်ကိုထည့်ပေးလိုက်တယ်ပြရနဲ့အုံနု900မီလီလီကိုပါထည့်ပေးလိုက်ပါတယ် အုံတို့ရောဖြူအားလွယ်ဒီမိတ်လေးကိုပဲတုံထားပါတယ်။ပြရနဲ့တမတော်အောင်ပေါ့နော်ခနာလောက်မှွေပေးလိုက်တယ်။ပြီးရင်တော့သူ့ကိုမျိုးပေါတင်ပြီးတော့ချိုးသွားပေးလိုက်ပါမယ်နော်မိခဲအေးလေးနဲ့ဒီအုံတို့အိုးလေးကနည်းနည်းလေးစုပြီးတော့တခြားလေးလည်းဖြောသွားတဲ့အထိပေါ့နော်။ ဒီနေ့တော့တာခွေရိုက်လေးစားချင်တာနဲ့အလွယ်လောက်စားဖြစ်တာလေးပေါ့နော်။သူရနဲ့လျှောက်ဆိုလို့ရှိရင်မှုပြီးတော့ပေါ့နော်။ချိုဆက်ဣပြီးတော့အရန်ကိုစားလို့ကောင်းပါတယ်။ပြောလို့ပဲတာခွေရိုက်ကြတဲ့သူတွေရှိကြလားရှင်။ပြောတော့အရန်ချိုက်တယ်ပေါ့နော်။ဒီခောက်ညင်ဆန်တို့စီပူးနဲ့တပူးနဲ့တဝက်စားဆိုလို့ရှိရင်အနည်းဆုံးလူ3-4ယောက်လောက်စားလို့ရတယ်ပေါ့နော်။အများကြီးရပါတယ်။ဒီအုံနှုတ်ကတော့ကိုကမများကြိုက်ရင်တော့900 ml ထက်ပိုပြီးတော့ကြိုပေးနိုင်ပါတယ်ရှင်။ ကဲအုံးတို့အိုးလေးလဲဆူလာပြီဆိုလို့ရှိရင်တော့ရပါပြီနော်တဲထားတဲ့ဒီကောက်ညင်ဆန်လေးကလည်းနူးနေပြီဆိုလို့ရှိရင်တော့စားမမကန်တဲ့ကိုထည့်မယ်ပြီးရင်တော့ဖြူခနာကကြူထားတယ်အုံးတို့လေးကိုပုံမှန်ဆန်ပြီလို့ရှိရင်တော့တုံဆောင်နိုင်ပါပြီရှင်ဒီနေ့လေးကတော့အရင်ကလွယ်ကူပါတယ်အခုစားချင်အခုလောက်စားလို့ရတဲ့နေ့လေးပေါ့နော်ကောက်ညင်ရဲ့အသားလေးကဆိုလို့ရှိရင်အီအီထုတ်ထုတ်ကလေးနဲ့ပေါ့နော်ချိုးစိတ်မွေးပြီးအရင်ကိုစားလို့ကောင်းပါတယ်ကဲအခုဆိုလို့ရှိရင်တော့လွယ်ကူမြန်ဆန်ပြီးတော့စားလို့အရင်ကောင်းတယ်ချိုးစိတ်မွေးတာခွေရလေးကတော့စားဖို့အဆက်သက်ဖြစ်နေပါပြီရှင်စားလို့လည်းကောင်း င်းပြီးတော့လုံနေလေးရလဲလွယ်ကူတာမို့ဒီဗီဒီယိုလေးရအားလုံးအတွက်စီပြေမဲ့လုံညွှန်လင်းပါတယ်ရှင်ဒီနေ့ရဲ့ဗီဒီယိုလေးရတော့ဒီလိုပါပဲเนาะဒါဆို ဖြွေးနေဖို့တက်တယ်မှာပြန်ဆောင်ကြမယ်เนาะအားလုံးပဲဘိုင်ဘိုင်